ားလုံးဝင်လာပါမြန်မာ Very Wallace ကနေပြန်လည်ကြိုးပမ်းလိုက်ပါတယ်။ Rock Kafka ဆိုတာကဂျာမန်ဘာသာဖြင့်ရေးသားခဲ့တဲ့ကမ္ဘာကျော် Chess လူမျိုးစိုင်းဆရာတယောက်ပဲဖြစ်တယ်။သူ့ကို1883ခုနှစ်မှာ Press ဆိုတဲ့မျိုးလေးတစ်မျိုးကဂျူမီသားစုတစ်စုကဝေဖွားခဲ့တယ်။ Press ဆိုတဲ့မျိုးလေးကယခုချက်သမရနိုင်ငံအပြင်မှာရှိနေတယ်။သူ့ရဲ့စာပေတွေကအကျော်ကြားဆုံးစိတ်ကူးယဉ်မှုနဲ့အတိတ်ပဲဖွင့်ဆိုလို့မရဘဲ Exotism လို့ခေါ်တဲ့ဝတ္ထုအရေးသားတွေရေးသားတဲ့စာရေးဆရာတွေကတယောက်အဖြစ်အတိမဲ့ပြုခံရဆဲဖြစ်တယ်။ ရက်ကာရဲ့စာပေကိုလေ့လာကြည့်မယ်ဆိုရင်အထူးကြံမှုဘျူရိုကရေစီရန်ရဲရဲ့ကြံတမ်းမှုအတိတ်ပဲမရှိတဲ့လူပေါင်းနဲ့အပြစ်ရှိမှုအပေါ်စိုးရိမ်ပူပန်မှုအရာတွေကိုအဓိကဖွင့်ဆိုရေးသားထားတဲ့အကြောင်းအရာတွေနဲ့ပြည့်နေအောင်ကျွန်တော်တို့လေ့လာတွေ့ရှိရနိုင်တယ်ဖရန့်ကာဖကာရဲ့စာပေတွေမှာသူ့အဖေရဲ့ပြောမှုမှုတွေရှိရလို့ပြောရမယ်ဖရန့်ကာဖကာရဲ့အဖေဟာမန်ကာဖကာက19ရာစုအစောပိုင်းမှာပရက်စ်မြို့ကိုပျောက်ရွှေ့လာတယ်အဲ့မှာပျောက်ရွှေ့ပြီးတော့ဘဝထယ်နဲ့အသုံးဆောင်ပစ္စည်းတွေကို ရောင်းတဲ့ဆိုင်တစ်ခု तू ကတီချောင်းခဲ့တယ်။အဲ့ဒီနေရာမှာပဲ तू ကကြိုးစားတယ်အလုပ်လုပ်ကြတယ်။အလယ်လက်ဒန်ဆာမိသားစုစီးရင်ဝင်ခဲ့တယ်လို့ပြောရမယ်။သူ့အဖေနဲ့တူတူသူ့အမေဂျူလီကက်ဖကာကလည်းအတူတကွလုပ်ကြခဲ့တယ်။သားသမီးတွေရဲ့အစားဖို့နေရာအတွက်ကိုလည်းစူးစမ်းပန်းစားနဲ့ထောက်ပံ့ပေးခဲ့တယ်လို့ဆိုတယ်။ဖရန့်ကက်ဖကာရဲ့အဖေကအာနာရှင်ဆန်နဲ့သားသမီးတွေပေါ်မှာအမြဲတမ်းမောက်မှားစွာဆက်ဆံတတ်တယ်။အနိုင်ကျင့်လို့စိတ်ရှိတယ်ဆိုပြီးတော့ဖရန့်ကက်ဖကာကအဲသူ့ရဲ့စာပေတွေမှာ ော်ပြထားတာရှိတယ်။အများအားဆိုသလိုသားသမီးတွေအပေါ်မှာကျိန်းပေါင်းတာစုပူတာအများအားအနိုင်ကျင့်တဲ့ပုံစံမျိုးတွေရှိတယ်လို့ဆိုတယ်။ Frank Kafka ရဲ့ညီမတွေကိုလည်းအများအားအကြပ်ဖက်နည်းနဲ့တုံးပြီးတော့ပြောဆိုတာရိုက်နှက်တာတွေရှိခဲ့တယ်လို့ဆိုတယ်။ Frank Kafka မှာအကူနှစ်ယောက်နဲ့ညီမသုံးယောက်ရှိတယ်လို့ပြောတယ်။အကူနှစ်ယောက်ကတော့သူငယ်ငယ်လေးတည်းကပြီးဆုံးသွားခဲ့တယ်။ကျန်ရှိတဲ့ညီမသုံးယောက်ကတော့ဒီနာစီဖက်စစ်စနစ်အောက်မှာပဲဖန်စီခံရပြီးတော့နောက်ဆုံး ောင်ထဲမှာပဲတပ်ပြတ်ခံခဲ့ရတယ်။ Frank Kafka ကသူ့ရဲ့စာအုပ်တွေထဲမှာ bureaucracy စနစ်ကိုမုန်းခဲ့တယ်ဆိုပေမဲ့သူ့ဘဝမှာအပင်ပန်းဆုံးအခက်အခဲဆုံးအရာကဖခင်နဲ့သူ့ရဲ့ကြားကဆက်ဆက်ရေးဆိုပြီးတော့ဖွင့်ရဘူးရဲ့။ဘာလို့လဲဆိုတော့သူ့ဘဝတစ်လျှောက်လုံးမှာဖခင်ရဲ့အပြစ်တင်မှုရှုံချမှုတွေကိုသူတောက်လျှောက်ခံခဲ့ရတယ်။သူ့ကိုယ်သူသူ့ရဲ့တန်မှုဖြစ်တည်မှုတွေကသူအလေးမထားနိုင်တော့ဘူး။မြဲတဲ့အပြစ်သားတယောက်လို့အပြစ်ရှိသူတယောက်လို့ပဲမြင်မိခဲ့တယ်။ Frank Kafka ကသူ့ ေကိုမုန်းတာထက်ကြောက်ရွံ့ပြီးတော့မခြင်းမနက်ဖြစ်ခဲ့တာလို့ပြောလို့ရတယ်ဖရန့်ကန်ကာကသူ့အဖေအပေါ်မှာထားတဲ့သဘောထားကိုကြောက်လေးတုံးနဲ့လည်းဖွင့်ရထားတယ်။အဲ့စာအုပ်က1919မှာရေးခဲ့တဲ့ Letter to His Father ဆိုတဲ့အကြောင်းလေးပဲဖြစ်တယ်။ဖရန့်ကန်ကာကစာရေးကျင်တဲ့စိတ်ရှိခဲ့တယ်ဒါပေမဲ့သူ့အဖေရဲ့ပြားပေးမှုကြောင့်ပရက်သက်ကူကနေပြီးတော့ဥပေပွဲကိုယူခဲ့တယ်။ယူပြီးတဲ့နောက်မှာတော့အာမခံကုမ္ပဏီတစ်ခုမှာဝင်လုပ်လုပ်ခဲ့ရတယ် ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့စာရေးကျင်တဲ့စိတ်ကအမြဲတမ်းပြင်းပြနေခဲ့တယ်။ဖခင်ရဲ့ပြားပေးမှုကြောင့်တွန်းအားတွေကြောင့်သူကဒီလောက်ကိုမလုပ်ချင်ပဲနဲ့အာမခံကမ္ဘီမှာလုပ်မလုပ်ခဲ့ရတယ်။ညာဘက်တွေမှာတော့သူကဖခင်မသိအောင်ကိုးပြီးတော့စာတွေကိုရေးသားခဲ့ရတယ်။အရက်မှာတော့သူရေးထားတဲ့စာတွေကိုဖခင်ကြခဲ့။ဖခင်ကဖတ်ကြည့်ပြီးတော့ဒီစာတွေကမိဖို့တဲ့ဘောပဲပြချတဲ့စာတွေဆိုပြီးတော့အခုချက်ချင်းသွားပြီးတော့လွတ်ပြလိုက်မိဖို့တဲ့ကိုထဲလိုက်ဆိုပြီးတော့အော်ဟစ်ပြီးတော့ င်းချောက်ပြောဆိုခဲ့တယ်။အဲ့ညာကလည်း Frank Kafka ကိုစိတ်ကိုအပြီးတိုင်းလာကျင်စေခဲ့တယ်။မင်းကအချိန်ဖြုန်းနေတဲ့ကောင်၊မင်းကအလကားကောင်၊ဘာမှအာမကူရတဲ့ကောင်၊ခွန်အားမရှိတဲ့ကောင်ဆိုပြီးတော့အမြဲတမ်းထိုးနှက်ပြီးတော့ဖြစ်တင်ဝေဖန်ခြင်းတွေလည်းခံခဲ့ရတယ်။ Frank Kafka က Metamorphosis လို့ခေါ်တဲ့စာအုပ်ကိုအားကင်မသိအောင်ညာဘက်မှာခူးရိုက်ခဲ့ပြီးတော့မနက်ပိုင်းမှာ Bureaucracy စံတဲ့လုပ်ငန်းခွင်ကိုအားကင်ဖိအားကြောင့်ဝေလုပ်ခဲ့ရတယ်။ Frank Kafka ကဖခင်ရဲ့ ဒီလီလူရှုပါခင်ရဲ့အမြဲတမ်းစူပူချိန်ပေါမှုကိုခေရလေးရှိတယ်။ရေစင်ကဖရန်ကပ်ကာကရေစာတဲ့အတွက်ညတကောင်ရဲ့ကြီးရေတောက်ချင်လို့ဖခင်ကိုပူဇော်ခဲ့ဘူးလေ။အဲ့ချိန်တော့အဲ့ချိန်မှာဖခင်ကဘာပြောလဲဆိုတော့ခွေးကောင်လက်ကားကောင်မတိုက်နိုင်ဘူးဆိုပြီးတော့အော်ဟစ်ပြီးတော့နောက်ထုတ်ခဲ့တယ်။အဲ့ရဲ့အကျိုးဆက်ကဖရန်ကပ်ကာရဲ့အစာရီကိုသွားပြီးတော့ထိရောက်စေတယ်။ဥပမာဖရန်ကပ်ကာရဲ့စာအုပ်တွေထဲမှာဆိုရင်အာနာရှင်စံနဲ့ဖခင်ဇက်ကောင်ကိုပါလာတာကိုတွေ့ရတယ်။ The Just Pan လို့ခေါ်တဲ့ တုတူထဲမှာဆိုရင်ဖခင်ကသားကိုကွက်မြတ်တဲ့ဇလန်းတွေပါလာတာကိုမြင်ရနိုင်တယ်။ Metamorphosis လို့ခေါ်တဲ့အစာအုပ်ထဲမှာဆိုရင် Because Samsa ကသူ့ရဲ့ဖခင်ကသူ့ကိုဆက်စုပ်ယုံရှာနေတဲ့လူတယောက်အဖြစ်နဲ့ပါဝင်နေတယ်။နောက်ပြကြတော့လည်းအရန်ကြမ်းတမ်းနဲ့စိတ်မရှိတဲ့ပုံစံတွေကလည်း Frank Kafka ရဲ့အဖေ Herman Kafka နဲ့တွဲဆင်နေတာကိုကျွန်တော်တွေ့ရနိုင်တယ်။ဒီနေရာတွေကငွေလေးတွေကရင်ဆိုင်ခဲ့ရတဲ့ခံစားခဲ့ရတဲ့ Chain Trauma ရဲ့အခြေခံ ရေးတောက်မြစ်လို့ပြောရင်လည်းမမဘူးလို့ပြောလို့ရတယ်1925ကရေးတာခဲ့တဲ့ The Tree ရဲ့စာအုပ်မှာဆိုရင်လည်းဒီအပြစ်မရှိတဲ့သူတယောက်ကအကြောင်းမဲ့တသက်ဒီဖန်ဆီးခံရတဲ့သူတယောက်ပေါ့အဲ့သူတယောက်က Joseph K ပေါ့ Joseph K ကသူ့အပေါ်မှာလည်းဒီအာနာရှင်ဆန်နဲ့အပြစ်ဖို့မှုတွေကိုမြင်ရနိုင်တယ်အဲ့ညာကလည်း Frank Kafka ရဲ့အဖေရဲ့ဒီလောက်ရက်တွေကိုရောင်ပြန်ဟတ်စေတယ်ဖရန့်ကော့ဖ်ကာရဲ့စာပေရေးထဲမှာဆိုရင်အမိခင်ဖြစ်သူ ဂျူလီဂက်ဖ်ကအကြောင်းကိုပေါ်ပေါ်ပြထားပေမဲ့ဖခင်ရဲ့အကြောင်းအရာတွေကိုတော့အတင်းသားရောင်ပြန်ဟပ်မှုတွေနဲ့ပေါ်ပြထားတာကိုတွေ့ရတယ်။လူတွေဆိုတာကလည်းမုန်းတဲ့သူနဲ့ချစ်တဲ့သူကိုရှင်ရယ်မုန်းတဲ့သူကိုပို့ပြီးတော့သတိရတတ်ကြတာကလည်းပြောပါကြတယ်။ Letters to a Father ဆောက်ထဲမှာဆိုရင်ဒီ Frank Kafka ကဖခင်ဆိုတာကနဂိုကလေးကကျွန်တော်ကိုအပြစ်ဖို့ဖို့ဝေးပါလာသူတယောက်သာဖြစ်တယ်ဆိုပြီးတော့ဒီနေသားထားတာကိုတွေ့ရနိုင်တယ်။ Frank Kafka ကမိခင်နဲ့ ပတ်သက်ရင်နူးညံ့တဲ့ခံစားချက်ရှိခဲ့ပေမဲ့ဖခင်နဲ့ပတ်သက်လာရင်တော့အများအန်းစိတ်ကပြိပခါတွေကိုပဲကျေရလိမ့်ရှိတယ်။ဖခင်ရဲ့သွမ်းမှုမှုလောင်းရိပ်က Frank Kafka ရဲ့ဘဝကိုစပေးတာမကပဲလူမှုရေးရဲ့အတိပါသွမ်းမှုခဲ့တယ်အရေးထိုးခဲ့တယ်လို့ပြောလို့ရတယ်။ Frank Kafka ကသူ့ရဲ့ဘဝမှာအစ်တင်ကြတာအနေနဲ့မိန်းကလေး၃ယောက်နဲ့ပတ်သက်ခဲ့ဘူးလေ။ Phyllis Marina Dora အဲ့မျိုးသမီး၃ယောက်နဲ့အခြေရေးဆက်ဆံရေးရှိခဲ့တယ်။ဒါပေမဲ့သူတို့နဲ့အိမ်တော်မပြုခဲ့ရဘူး။ ဘာလို့လဲဆိုတော့ Frank Kafka မှာလုံခြုံမှုမရှိဘူး။တောက်စိတ်တွေနဲ့ပဲပြင်နေနေတယ်။အိမ်အောင်မပြုတ်ရဲဘူး။ဘာမဆိုလုံရဲကန်ရဲတဲ့စိတ်ပြောက်ွယ်တယ်။ဒီຢာကလည်းဖခင်တင် जा ပေးလိုက်တဲ့တင်ချောင်းပေးလိုက်တဲ့အရာကဒီအထိမှလာပြီးတော့တက်ရောက်နေရလို့ပြောလို့ရတယ်။နောက်ဆုံး Frank Kafka ရဲ့ဘဝကအထီးကျန်စွာလည်းပဲရှင်းတန်ခဲ့ရတယ်။ကြည့်ကြမှုနဲ့အတူအရာရာကိုငါနဲ့မထိုက်တန်ဘူးဆိုရက်အတိစိမ့်နဲ့အတူအသက်34နှစ်အရွယ်မှာ Frank Kafka ကအနာတရှိ TB ရောဂါကိုခံစားလာခဲ့ရတယ်။ TB ရောဂါကိုခံစားလာရပြီးတဲ့အချိန်မှာသူ့ရဲ့ဘဝကနေဝင်ချိန်နဲ့နှီးလာခဲ့တယ်။အဲ့ TB ရောဂါကြောင့်ပဲအသက်40အရွယ်1924ခုနှစ်မှာအသက်ငယ်ငယ်ရွယ်နဲ့ Frank Kafka ကဝင်လုံခဲ့တယ်လို့ဆိုရမယ်။ Frank Kafka ကသူဖန်တီးခဲ့တဲ့အရာတွေကိုသူကလုံးဝယုံကြည်မှုမရှိခဲ့ဘူး။ဘာကင်ကဲ့သို့အာနာရှင်ဆန်တဲ့စနစ်တွေအရာတွေကိုသူမုန်းတိခဲ့ပေမဲ့လေသူကိုယ်တိုင်ကထိုစနစ်ရဲ့တားကောင်အဖြစ်နဲ့ ောက်ဆုံးချိန်ထိသူ့ကိုယ်သူမြင်သွားတယ်လို့ပြောလို့ရတယ်။သူ့ရဲ့အကောင်းဆုံးလက်ရာတွေဖြစ်တဲ့ The Trial, The Castle, Metamorphosis ဆိုတဲ့အရေးအသားစာအုပ်တွေကိုသူဟာသူတည်ဆုံးပြီးတဲ့နောက်မှာမီရှိုးဖြစ်ဖို့သူ့ရဲ့အရင်းနှီးဆုံးတငယ်ချင်းဖြစ်တဲ့ Map Pro ကိုမှာခဲ့တယ်။အဲ့ရာတွေကိုပြီးခဲ့တယ်။တငယ်ချင်းဖြစ်သူကလည်းဒီစာတွေကိုဖတ်ပြီးတဲ့နောက်မှာဒီရာတွေကကဘာကိုဖြန့်ချီဖို့ညှဝေပေးဖို့ထိုက်တန်တယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာကြောင့်ထုတ်ဝေခဲ့တယ်။အဲ့ရာကြောင့်ပဲ ဖရန့်ကပ်ကာကကဘာကျော်စာရေးဆရာတယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့သူကတော့ကွယ်လွန်သွားခဲ့ပြီ။တခါတလေဖြက်စည်းစီခြင်းနဲ့အရာကလည်းကိုယ့်ကိုပို့ပြီးတော့ကြီးကျယ်သွားစေရရှိတယ်။ကိုယ့်ကိုပို့ပြီးတော့ခန္ဓာသွားစေတဲ့အကြောင်းအရာတွေလည်းဖြစ်လာတတ်တာဆိုတော့မရနိုင်ဘူး။ဖရန့်ကပ်ကာကဘာခင်ရဲ့အာနာကြောင့်သူ့ရဲ့ဘဝတစ်ခုလုံးကအိုက်ရိတ်ထဲမှာပဲနေခဲ့ရတယ်။ဒါကြောင့်သူ့စာပေရဲ့မှာဆိုရင်ဒီအာနာရှင်တွေအတိတ်ပဲမရှိတဲ့ဖီးယားတွေအများအားပါနေတယ်။ ဖရန့်ကပ်ကပြောခဲ့မှုရဲ့စကားလေးတစ်ခုရှိတယ်။အခင်နဲ့ပရိပက္ခကကျွန်တော်စာပေရဲ့အသက်ပါလို့သူကပြောဆိုခဲ့မှုပဲ။ဖရန့်ကပ်ကရဲ့လက်ရကောင်းစာပေတွေကအခင်စီကနေပြီးတော့ထွက်ကြလာတာလို့ပြောလို့ရပေမဲ့ဖရန့်ကပ်ကရဲ့ဘဝကတည်ခဲ့တယ်လို့ပြောရမယ်။ဖရန့်ကပ်ကကကွယ်လွန်သွားပေမဲ့သူ့ရဲ့စာပေတွေကယနေ့အထိဈိုင်းစရာအချို့ကိုလက်မထားနိုင်စေဖြစ်တဲ့ဖရန့်ကပ်ကရဲ့စာပေထဲမှာဆိုရင်အကြမ်းဖက်မှုနိုင်ငံရေးနဲ့အာဏာလူသားဆန်မှုကင်းမဲ့နေတဲ့အရာတွေကိုပြင်းပြထန်ထန်ဝေဖန်ထားတယ်။ Frank Kafka ရဲ့စာပေတွေကနေထွက်ကြလာတဲ့ Kafka S ဆိုတဲ့ဝါဒါလေးက bureaucracy ရဲ့တက်ဆက်မှုတွေလုံထုံးလုံလေးတွေကိုကြုံတွေ့ရတဲ့အချိန်တိုင်းအသုံးပြုနေစေဖြစ်တဲ့စကားလုံးလေးပဲဖြစ်တယ်။ Frank Kafka ကသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာကြုံတွေ့ခဲ့ရတဲ့အရာတွေကိုကြပြထားတဲ့စာပေတွေကိုကြည့်မယ်ဆိုရင်လူဘဝမှာကြုံတွေ့ခဲ့ရတဲ့အိပ်ပယ်ရှာမရတဲ့ဒုက္ခတွေကိုရှင်းလင်းစွာထင်ရှားပြသထားတဲ့ Frank Kafka ကသူ့ရဲ့ဘဝမှာယုံကြည်ချက်နဲ့ပါစွာအထူးကြံစွာနေခဲ့ရပြီမြဲသူ့ရဲ့စာပေတွေကတော့ ယနေ့ဒီကဘာကြီးကိုအကျိုးပြုနေစေဖြစ်တယ်။ Frank Kafka ရဲ့စာပေကိုလေ့လာကြည့်မယ်ဆိုရင်သူ့ရဲ့စာပေအများစားအပြင်သူ့ရဲ့လူမှုရေးပြဿနာတွေဒါတွေကိုသင်ခန်းစာယူပြီးတော့မိဘနဲ့တာသမီကြားရဲ့ဆက်ဆံရေးကဘလောက်အရေးကြီးကြောင်းသင်ရစေဘလောက်အရေးကြီးကြောင်းအတင်းသာမြင်လာစေနိုင်ပါတယ်။ဒါကတော့ Frank Kafka နဲ့သူ့ရဲ့ဖခင် Herman Kafka ကြားကပြပခါတွေကိုအခြေခံပြီးတော့ပြောသွားခြင်းဖြစ်ပါတယ်။ကျွန်တော်ဒီလိုတွေကိုစုံတိလိုက်ပါကြည့်ပေးတဲ့တူပြောက်ချင်းတွေကိုကျေးဇူးတင်ပါတယ်။ တော့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြကြပါဦးအားလုံးပဲ see you in the next video